အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တဘာပတိအဖွဲ့ဝင်ဦးဝင်းတင်ရဲ့ရုပ်အလောင်းကိုဂူသွင်းတကြွမှု ပြုလုပ်မဲ့ဧပြီလ23ရက်နေ့နနက်9:00နာရီကနေ17:00နာရီအထိရန်ကုန်မြို့ယူတတန်ခမ်းမမှာဇာပနာအခမ်းအနားကျင်းပခဲ့ပါတယ်။ဒီလိုကျင်းပရမှာဘာသာပေါင်းစုံဝိပုစုတောင်းခြင်းတွေဆရာကြီးဦးဝင်းတင်ရဲ့အထုပ်ပတိဖတ်ကြားခြင်းတွေအမတ်တရစကားပြောကြားခြင်းတွေပြုလုပ်ခဲ့ကြပါတယ်။ဒါအပြင်ကြပြရွတ်ဆိုခြင်းဖျောင်းနိုင်ထုံးညှိဂုံပြုခြင်း အဖွဲ့အစည်းတွေနဲ့လူပုဂ္ဂိုလ်တွေကပေးပို့တဲ့တဝင်လာတွေကိုမှတ်တမ်းတင်ခြင်း၊ဂုံပြုအမှတ်တရနှင်းစီပန်းတွေထိုးစိုက်ခြားထားခြင်းစတဲ့အစီအစဉ်တွေလည်းပါဝင်ခဲ့ပါတယ်။အဆိုပါအခမ်းအနားကို88မျိုးဆက်ငင်းချင်ရင်နဲ့ပွင့်လင်းလူအဖွဲ့အစည်းကတာဝန်ရှိသူတွေ၊တိုင်းရင်းသားအဖွဲ့အစည်းတွေကတာဝန်ရှိသူတွေလည်းတက်ရောက်ခဲ့ပြီးအမှတ်တရစကားတွေပြောကြားခဲ့ကြပါတယ်။သူရဲ့နောက်ဆုံးအချိန်မှာပေါ့လေ။ကျွန်တော်တို့ကိုစူးစမ်းပြီးတော့မှာခဲ့တဲ့နေရာအချို့ပြန်ပြီးတော့ပြောင်းဝေပြသေးတယ်။ အဲ့ဒါပါလဲဆိုတော့လူရုပ်ပြောပါဆိုရင်သူဟာပြည်သူဘက်တော်သားဖြစ်တယ်ဆိုတာကိုအတိအမှန်ပြုစီခြင်းတာပါပဲသူကိုယ်တိုင်အမှန်တန်နာကျင်နေတဲ့ပင်မလာတဲ့အဲ့ကာကြီးဒုက္ခတွေခံနေရင်းနဲ့ခက်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 ကြိုးစားပြောတဲ့စကားတွေရဲ့အနစ်ဟာသူပြည်သူဘက်တော်သားအဖြစ်နောက်ဆုံးသက်သက်ဖြစ်ခဲ့တယ်ဆိုတာကိုအတိအမှန်ပြုဖို့ပါပဲ ဘယ်တော့မှသူတစ္ဆာမပေါက်ဘူးဆိုတာကိုပြောတယ်ဆိုတော့ကျွန်တော်တို့ကမပြောပါနဲ့ဒါဟာဘာမှပြောလဲတန်းမောင်းများတော့ပြည်သူတွေတိတိသားပါဟိုးဟိုးကြားပြင်းတယ်လို့အစုံအပြားကနေဆက်ဒီသားကတိုင်းရင်းသားတွေဗမာစကားကိုကောင်းကောင်းမပြောတတ်တဲ့တိုင်းရင်းသားတွေကတော့ကျွန်တော်တို့ကလမ်းပြီးတော့အကြောင်းကြားတယ်သူ့အသက်ကိုတုံ့နေတဲ့အချိန်မှာသူတို့တိုင်းရင်းစေးနီးတွေနဲ့တောင်ပေါ်ကရှားပါးတဲ့စင်းကြီးတွေနဲ့ဒီကြောက်ကကိုကုပေးရတယ် သူတို့ကိုယ်တိုင်တစ်ခါမှမရောက်ဘူးတဲ့ရန်ကုန်ရောက်အောင်လာပြီးကုပြရသည်ဒါမမြင်ဘူးလေဟိုမန်မောင်းများစွာကဘဝစကားကောင်းမတက်တဲ့တိုင်းသားတွေရဲ့မေတ္တာပါဘဝအဆက်ပြိုးခဲ့သူများနောက်ဆုံးချိန်မှာပြန်ရတဲ့အသီးအွက်တွေနိုင်ငံတကာရောက်နေတဲ့ကျွန်တော်တို့ရဲ့နိုင်ငံသားများကလည်းသူတို့ရဲ့တသက်စာစုဆောင်းခဲ့မှများစီးစိမ်ပြုတ်စီပြုတ်ပါသည်ဘဘကိုနိုင်ငံသားမှာဟုတ်သေးပါသည်တောင်းပန်ပြရစီကမ်းလာကြပါလေ အချိန်အဖြစ်နောက်ခဲ့ဖြစ်ပေမဲ့အဲ့ဒီစကားတွေအဲ့ဒီမင်္ဂလာရှိတဲ့တုံ့ပြန်မှုတွေကိုကျွန်တော်ဘာမှပြန်ပြုတ်ပြတယ်ပြောပြတဲ့အခါမှာဘာမှမဝေဒနာပြင်းပြီးတော့အမတန်နာကျင်နေတဲ့ဇာတွေကပြုံးနိုင်ခဲ့ပါတယ်ရဲ့ရဲ့ပြုံးနိုင်ခဲ့ပါတယ်ယေရှုဖြစ်ပါတယ်လို့ပြောလိုက်စမ်းပါဗျာမှာခဲ့ပါတယ်ကျွန်တော်တို့မြင်ခဲ့ရပါတယ်မြစ်တာတရားဟာ ရိုးရိုးသားသားအဲ့ဒီလိုတစ်ချိန်ကြာရင်ပြန်လဲစီးဆင်းလာတယ်ဆိုတော့ကိုယ်လည်းကိုကြမြင်ခဲ့ရပါတယ်ဒီကနေ့သူ့ရဲ့ဇာပနာကိုကြည့်ပါနိုင်ငံတော်ဇာပနာမဖြစ်ရမယ်ပြည်သူဇာပနာဖြစ်ခဲ့ပါလေတိ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 ဘာကမှမတန်ကြီးကျယ်တဲ့ခန္ဓာရဲ့ဇာပနာဖြစ်ပေါ်တဲ့စိတ်ဆန္ဒရဲ့ပြင်းပြင်းပြထားပါတစ်ဖက်မှာသူ့မိသားစုရဲ့ကာယကံရှင်ရဲ့ဇာတ်တော်ကိုလည်းကျွန်တော်တို့ကလေးစားနေတယ်သူကအချင်းချုံနေတယ်သူပါ တည်ပြီးပြီးတာနဲ့တခါတည်းတည်ကြုံဖြစ်ခြင်းနဲ့တူပါအဲဒီတော့အစစရာအားလုံးကျွန်တော်တို့ပြည်သူဇာတ်နာဖြစ်အောင်နှမ်းနာအောင်ကြိုးစားပြီးတော့ဒါညှိနှိုင်းပြီးတော့ကြားလာတဲ့ကြားလာဖြစ်ပါလေတေချာနာကတော့ပြည်သူ့ဘက်မှာအမြဲရပ်ခဲ့တယ်လို့ပြောပြည်သူဟာတုံ့ပြန်သွားပါပဲသူ့ဘက်ကပြန်ရက်ပြီးတော့တုံ့ပြန်လာပါဒီမှာစင်ကြိုးကြမတက်တင်ထားရတဲ့ပန်းခွေတွေပါ ဘလောက်လို့အပြစ်မှာကျွန်တော်တို့ကိုရှာနေတာအပြစ်မှာပုံထားရပါသေးတယ်ရေဝေးတုတ်တံမှာလည်းနောက်တက်ပန်းပင်လေးကြိုနေဦးမှာသူအတိတ်ပဲရှိရှိစင်မြန်းခဲ့တဲ့အပြာဝတ်စုံတွေလည်းဒီနေ့မြင်ဝင်းခုလုံးကြာနှမ်းပါအောင် သူ့ကိုပုံပြနေတာပါဘယ်။ဆောရှုံးတော့ဗျာကျွန်တော်တို့ဒီမှာဒီတိုင်းပြည်မှာဒီမိုကရေစီလက်မြောက်ရင်းရင်းလက်မြောက်တဲ့ဒီလိုကာလမျိုးမှာရည်ကြီးတဲ့ဒီလိုကောင်းဆောင်တယောက်ကြာဆုံးသွားတဲ့ဆိုတော့ဝင်လွန်သွားတဲ့ဆိုတာတိုင်းပြည်ရဲ့အင်ဖာကြီးမားတဲ့ဆောရှုံးမှုတွေဖြစ်ပါတော့အစောပိုင်းရုဒ္ဒတန်ခမ်းမမှာဆရာကြီးကွယ်လွန်ခဲ့တဲ့ဧပြီလ22ရက်နေ့ကစတင်ကကွယ်လွန်ခြင်းအတွက်ဝန်နည်းမှတ်တမ်းတွေရေးသွင်းခြင်းအဖွဲ့အစည်းတွေတန်တမန်တွေနဲ့လူပုဂ္ဂိုလ်တို့ပေးပို့တဲ့တဝင်လွှာတွေလက်ခံခြင်း ဝန်နေချင်းလွမ်းသူပန်းခွေပန်းချင်းတွေလက်ခံချင်းစာတာတွေကိုဆောင်ရွက်ခဲ့ပါတယ်ဒီလိုဆောင်ရွက်မှုကိုတော့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးချုပ်မှာပါဆောင်ရွက်ခဲ့တာဖြစ်ပါတယ်သတင်းစာဆရာကြီးဦးဝင်းတင်ရဲ့ဇာပနာအခမ်းအနားကိုယူတတန်ခမ်းမမှာကျင်းပပြီးနေ့လယ်၁၂နာရီကနေ၅နာရီအတွင်းမှာတော့ရှေးဝေးတုတ်တံမှာဆက်လက်ကျင်းပမှာဖြစ်ပါတယ်ရှေးဝေးတုတ်တံမှာတော့ဆရာကြီးရဲ့ရုပ်အလောင်းထားရှိရာခမ်းမအတွင်ကိုတဦးချင်းတန်းစီပြီးဝင်ရောက်ကာဝရပြုနိုင်မှာဖြစ်ပါတယ်အဲဒီနောက်မှာတော့ညနေ၄နာရီခွဲမှာ ဆရာကြီးရဲ့ရုပ်အလောင်းကိုဂူသွင်းတဲ့ဂျုံမဲနေရာကိုပို့ဆောင်มาဖြစ်တယ်လို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နိုင်ရကဥတင်ဦးဦးဆောင်ဖွဲ့စည်းထားတဲ့ဇာပနအကျင်းပါရေးကော်မတီရဲ့ထုတ်ပြန်ချက်အရသိရပါဗျ။